မကြခင်မင်္ဂလာပွဲမတိုင်ခင်တရက်အလိုရောက်လာခဲ့တယ်။လော်ယာကပြက်ခရင်စာရွက်တွေကိုဘာလို့ဆက်စုပ်နေရတာလဲလို့စတီဗင်ကတွေးခဲ့တယ်။လော်ယာကမင်္ဂလာပွဲအတွက်စိတ်လှုပ်ရှားနေလို့ပါလို့ပြောပြီးလစ်လျူရှုခဲ့တယ်။စတီဗင်ထွက်သွားပြီးနောက်လော်ယာကသူမထားတဲ့ဈေးကြီးတဲ့စိတ်ကြိုက်ချုပ်မင်္ဂလာဝတ်စုံကိုလက်ခံရရှိခဲ့တယ်။တံပိုးမဖြတ်နိုင်တဲ့လက်စွပ်တစ်ခုလည်းပါခဲ့တယ်။ဒါပေမဲ့သူမကအိမ်ဖော်ကိုဖုန်းခေါ်ပြီးနောက်တနေ့မှဒါရီကိုအန်နာရဲ့အိမ်ကိုပို့ခိုင်းခဲ့တယ် မင်္ဂလာပွဲနေ့မှာလော်ယာကကွာရှင်းစာချုပ်တွေကိုအန်ဆွဲတဲ့ထည့်ထားခဲ့တယ်။သူမကပြက်ကတိန်ပေါ်မှာနှုတ်ဆက်စာတစ်ဆောင်ရေးခဲ့တယ်။ပြီးတော့ခီးဆောင်အိတ်ကိုယူပြီးမတုံဆိုင်ပဲထွက်သွားခဲ့တယ်။ဒီအတော့အတွင်းစတီဗင်ကတော့သူ့ရဲ့သူတို့သမီးကိုလက်မောင်းမှာချိတ်ပြီးစိတ်လှုပ်ရှားမှုအပြည့်နဲ့ခံပါတယ်ဝင်လာခဲ့တယ်။ဒါပေမဲ့သူမျက်နှာဖုံးကိုလှန်လိုက်တဲ့အခါသူတို့သမီးကအနာဖြစ်နေတာကိုမြင်တော့စတီဗင်တုံ့လောက်သွားခဲ့တယ်။သူကလော်ယာဘယ်မှာလဲလို့ဒေါသတကြီးမေးခဲ့တယ်။ အန်နာကစတီဗင်တကယ်ချစ်တယ်ဆိုရင်သူတို့သမီးပြောင်းလဲသွားပြီဖြစ်ကြောင်းလူသိရှင်ကြားကြေညာတဲ့နယ်လို့ပြောခဲ့တယ်။မဟုတ်ရင်သူမချက်ချင်းထွက်သွားတော့မယ်။စတီဗင်ကသူမကိုတားဖို့လက်မောင်းကိုဆွဲကင်ခဲ့တယ်။အန်နာကသူ့ကိုပြန်ရဖို့ကြိုးစားနေတယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့စတီဗင်က သူမကိုနေရာမှာပဲနေဖို့ပြောခဲ့တယ်။ပြီးတော့လော်ယာကိုရှာဖို့လှည့်ထွက်သွားခဲ့တယ်။ဒါပေမဲ့အန်နာကလက်မခံဘူးညှင်းဆုပ်ခဲ့တယ်။ စတီဗင်ကဘာလို့သူ့ကိုမရွေးချယ်ရတာလဲလို့သူမကမေးခဲ့တယ်။အဲ့ဒီအချိန်မှာစတီဗင်ရဲ့အမေကစင်ပေါ်တက်လာခဲ့တယ်။သူမကအန်နာရဲ့ပါကိုရိုက်ချလိုက်တယ်။သူမကလွန်ခဲ့တဲ့နှစ်များကဒေါ်လာ၅သန်းအတွက် စတီဗင်ကိုထားခဲ့တယ်လို့စွပ်စွဲခဲ့တယ်။အခုမှသူမက ပြန်လာရဲသေးတယ်ပေါ့။အဲ့ဒီအခါမှာအန်နာကပတ်စံအတွက်ကြောင့်သာသူ့ဘေးမှာရှိနေခဲ့တယ်ဆိုတာစတီဗင်သိလိုက်ရတယ်။သူကဒေါသကြီးနဲ့အန်နာကိုခေါ်သွားဖို့ဝန်ထမ်းတွေကိုအမိန့်ပေးခဲ့တယ်။ပြီးတော့လော်ယာကိုဖုန်းခေါ်ခဲ့တယ်။ ဒါပေမဲ့သူမက သူ့နံပါတ်ကိုပိတ်ထားမှန်းသိလိုက်ရတယ်။ကုရမဲစွာနဲ့သူကစာတို့ပဲပို့နိုင်ခဲ့တယ်။သူမကိုချက်ချင်းပြန်လာဖို့သူအမိတ်ပေးခဲ့တယ်။အဲ့ဒီချိန်မှာတော့စတီဗင်ကလော်ယာကစိတ်ကောက်နေတာပဲလို့ထင်နေတော့ပဲ။လော်ယာကသူ့ပေါ်လုံးဝစိတ်ကုံသွားပြီဆိုတာသူမသိခဲ့ဘူး။သူမကစတီဗင်တစ်ချိန်ကလှောင်ပြောင်ခဲ့တဲ့အဝတ်အစားတွေကိုတော့ပြန်ဝယ်ခဲ့တယ်။သူမကဘဝတည်ဆတ်တင်မှုနဲ့ကိုကိုကိုပြန်ဖြစ်ဖို့အစဉ်သင့်ဖြစ်နေခဲ့ပါတော့တယ်။